ကျွန်တော်တို့မူကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ25ရက်နေ့ရက်နေ့လည်ခင်သတင်းလေးကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါပါခင်ဗျာအဲ့ပရမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြပရောက်အန်ယူဂျီကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးမြန်မာနိုင်ငံအတွင်းကိုအပြီးပြန်လဲအခြေချကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ ်ပညာရေးဆိုင်ရာအတွက်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်ခင်ဗျာဝန်တာတရားတရင်မှာမေတ္တာညွေဆိုရဲ့ NUG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေရကနေမိခင်မြန်မာနိုင်ငံတွင်ကိုပြန်လည်ဝင်ရောက်သွားပြီးဖြစ်ပြီးတော့ပြည်ပကိုရောက်နေတဲ့ NUG ဝန်ကြီးတဦးအနေနဲ့မြန်မာနိုင်ငံထဲကိုအပြီးပြန်လည်ခြေချကောင်းပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်နေတာကို NUG ကအတည်ပြုပါတယ်ခင်ဗျာပြည်ပကနေမိခင်မြန်မာနိုင်ငံကို အိမ်ပြန်ခဲ့ပြီဖြစ်တဲ့ NGO ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကိုမှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ရမှာဒေါက်တာဇော်ဝေဆိုးအိမ်ပြန်ပြီပေါ်ဆိုပြီးပြန်လည်ဖြေဆိုသွားပြီးတော့ပြပောက်ကိုပြန်လည်ထွက်ဖို့မရှိတော့ကြောင်းမှတ်ချက်ပြုပြောဆိုပါတယ်ခင်ဗျာပြပောက်မှာရောက်ရှိနေတဲ့ NGO ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာမြန်မာနိုင်ငံတွင်းကိုအပြီးပြန်လည်ဝင်ရောက်ကာကျန်းမာရေး CDN နိုင်ငံဝန်ထမ်းတွေအရက်ဖက်ကျန်းမာရေးဝန်ထမ်းတွေကျန်းမာရေးစေတနာဝန်ထမ်းတွေတော်လိုင်းရေးရဲဘော်တွေနဲ့တွဲဖက်ပြီး ပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိနေပါတယ်ခင်ဗျာကျမရေဝန်ထမ်းတွေအနေနဲ့အယတားပြည်သူတွေရဲ့ကုသရေးတွေမဟုတ်ဘဲတိုက်ပွဲတွေမှာတန်ရာရတဲ့ PDF တွေကိုကုသရေးအတွက်ပါ MOD နဲ့ပေါင်းလုပ်နေတာတွေရှိပါတယ်။ဆရာကြီးကဝန်ကြီးဌာနလုပ်ငန်းတွေအားလုံးကို ပြည်ရင်းမှာပဲအခြေစိုက်ပြီးလုပ်ကင်ဆောင်ရွက်နေပါတယ်လို့ NUG ကတာဝန်ရှိသူတဦးကလည်းပြောပြပါတယ်ခင်ဗျာ။ပြည်ပမှာရောက်ရှိနေတဲ့ NUG ဝန်ကြီးတွေအစိုးရတာဝန်ရှိသူတွေအနေနဲ့မြန်မာနိုင်ငံထဲကိုပြန်လာဖို့ အခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှာယာယီသမရဒူဝါလီရှိလာကဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်ဆရာကြီးဒေါက်တာဇော်ဝေဆိုးကတော့ပထမဆုံးပြည်တွင်းထဲကိုအပြေးပြန်လည်ဝင်ရောက်ခဲ့တဲ့ NGO ဝန်ကြီးတဦးလည်းဖြစ်ပါတယ်။ NGO ဝန်ကြီးဒေါက်တာဇော်ဝေဆိုးဟာပြည်ပမှာရောက်ရှိနေတဲ့အချိန်နိုင်ငံတကာကျန်းမာရေးနဲ့ပညာရေးညီလာခံတွေမှာတက်ရောက်ဆွေးနွေးဟောပြောမှုတွေဆောင်ရွက်ခဲ့ပြီးမေဇာညိုရဲ့ဆိုးရရဲ့ဘူဝါဒအနေနဲ့မြန်မာပြည်သူတွေရဲ့နေဦးတော်လှန်ရေးကိုနိုင်ငံတကာကသိရှိစေဖို့ဆောင်ရွက်ခဲ့တယ်လို့ NGO ကပြောဆိုပါတယ်ခင်ဗျာ။ အခုတွေ့မြင်နေရတာရတာကတော့ကျွန်တော်ဒေါက်တာဆရာကြီးဒေါက်တာဇော်ဝေဆိုးပြည်ရင်းထဲမှာဒီရဲဘော်တွေနဲ့အတူတူရှိနေတဲ့ပုံရိပ်တွေပါဒါတော့ကျမကြီးလုပ်ငန်းတွေအဲတင်ကြပို့ချမှုအခြေအနေတွေကိုဆောင်ရွက်နေတဲ့အခြေအနေတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီသတင်းကတော့ဒီငစ်တော်နန်တော်လန်နေတစ်မှာတကယ်ကိုစိတ်ချမ်းသာရတဲ့အာအင်ဖြစ်ရတဲ့သတင်းကောင်းတစ်ပုဒ်ပါ။ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့တော်လန်အစိုးရလို့ခံယူထားတဲ့ဝန်ကြီးဌာနကသူတွေဥစည်းဥဆောင်ဆောင်ရွက်နေကြတဲ့ဒီလိုမျိုးပုံကိုယ်တွေပြည်သူလူထုကယုံကြည်အားကိုးကြတဲ့ပုံကိုယ်တွေကပြည်သူရဲ့အနီးကပ်ပြည်သူလူထုနဲ့တသားတည်း ပြီးသူမျက်ရည်ကိုမျက်ရည်ပြီးသူဒံရကိုဒံရပြီးသူခံစားမှုကိုခံစားမှုပြီးသူလူလူနဲ့တသားတဲ့တန်းနဲ့အတူတကွာရှိနေခြင်းဟာပြီးသူလူလူတို့တကယ်ကိုအရင်ဖြစ်ရမယ်အကြောင်းရပါဒါကြောင့်မလို့ဝမ်းသာစေရတရင်ကောင်းတပုတ်လို့ပြောဆိုခြင်းဖြစ်ပါတယ်အဲ့တော့အန်ဂျီမှာဝေဖန်တိုက်ခိုက်မှုခံရမှုတွေအန်ဂျီကဘာပဲလို့လို့အကောင်းမမြင်ခံရမှုတွေများစွာရှိပါတယ်အဲ့ဒီထဲကအကြောင်းရတော်တော်များများက ။အော်မင်းတို့ကတခြားနိုင်ငံတွေကနေတဆင့်ဒီတိုင်းပဲထိုင်ပြီးတော့ညွန်ကြနေကြတယ်။လူတို့ရဲ့ဒုက္ခကိုဘာသိလို့လဲ။တိုက်ပွဲရဲ့အကြောင်းအရာကိုဘာနားလဲလို့လဲ။မြေပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိလို့လဲဆိုပြီးတော့အများကြီးဝေဖန်သုံးသပ်ခံရပါတယ်။အဲ့တော့ဒီပြဿနာတွေရဲ့အဖြေကမြေပြင်မှာရှိရမယ်မြေပြင်မှာရှိတင်ရှိထိုက်တဲ့ပြည်သူလူထုနဲ့တသားတည်းရက်တည်ရမယ်ဥစည်းဥဆောင်ဆောင်ရွက်ရမယ်ခေါင်းဆောင်တွေကတော့တည်ကြပါလေမြေပြင်မှာရှိနေခြင်းဟာ ကျွန်တော်ဒေါ်လန်ရေးအရွေ့မှာ ရှေ့ကိုအများကြီးခကြီးပေါက်စေပါတယ်ဒါတွေ့ကြောင့်မလို့ဆရာကြီးဒေါက်တာဇော်ဝေဆိုးကိုလည်းပြည်သူတွေရဲ့လူထုရဲ့ကိုစားတကယ်ကျေးဇူးတင်ဝမ်းသာရပါတယ်လူထုလည်းကျေးဇူးတင်ဝမ်းသာနေမယ်လို့ယုံကြည်ပါတယ်လူထုရဲ့စိတ်ခံစားချက်တွေမှတ်ချက်တွေကိုကွန်မန့်မှာမျှဝေနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းကြောင်းရတစ်ခုကိုဆက်ပြီးတော့ကြွားကြပါမယ်ခင်ဗျာ ောက်ထပ်သတင်းကြောင်းအရာကတော့အရေးပေါ်အခြေအနေကြေညာထားတဲ့အတွက်စစ်မှုထမ်းတပ်သားတွေနှစ်နှစ်ထပ်ပို့ပြီးတော့တာဝန်ထမ်းဆောင်ရမယ်လို့ဆက်ရှုံးကော်စီတက်တွင်းမှာအသိပေးလာပါတယ်။ဟောအရေးပေါ်အခြေအနေကြေညာထားပြီလေဒါကြောင့်မလို့စစ်မှုထမ်းတပ်သားတွေနှစ်နှစ်ထပ်ပို့ပြီးတော့တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးဆက်ရှုံးကော်စီတက်မှာတော့အသိပေးလာပါတယ်။နှစ်နှစ်နှစ်ပြည့်စစ်မှုထမ်းတပ်သားတွေကိုအကြက်ရာဒူးတွေပေးမှာဖြစ်ပြီးတက်ချက်ကြီးပေါ့နော်အကြက်ရာဒူးတွေပြေးမှာဖြစ်ပြီးဘွဲရဆိုရင်တော့ဘိုတင်တန်းတက်ခွင့်ပြေးမယ်ဆိုပြီး ကြမ်းမဆက်ရှုံးကောင်စီဘက်ကမလုံးပေးလာပြန်ပါတယ်။ဆက်အနာသိမှုကြောင့်အေးပေါ်ချင်းနေကြညာထားတဲ့အတွက်စစ်မှုထမ်းတပ်သားတစ်တည်းအနေနဲ့နှစ်တစ်ထပ်ပို့ပြီးတော့တာဝန်ထမ်းဆောင်ရမယ်လို့စစ်တပ်တွေမှအတိပေးမှုတွေလှုပ်ဆောင်လာတယ်လို့ဒီစစ်မှုထမ်းတပ်သားအတိုင်းဝိုင်းကပြောဆိုတာကိုသိရပါတယ်။2024ခုနှစ်မေလမှာစစ်မှုထမ်းပတ်စင်တက်တက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမှာတာဝန်ချထားတာခံရတဲ့စစ်မှုထမ်းတပ်သားအချို့ကိုစစ်ရှုံးကောင်စီတပ်ကတရင်မှုတွေကနိုင်ငံတော် လက်ရှိမှာအရေးပေါ်အခြေအနေကြီးညာထားတာ ဖြစ်တဲ့အတွက်ပုံမှန်အပြည့်ဆိုလို့ရှိရင်ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းတပ်သားတွေအနေနဲ့နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်စစ်မှုထမ်းတာဝန်ပြီးဆုံးမှဖြစ်ပေမဲ့လက်ရှိမှာတော့နိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်စစ်မှုထမ်းရမယ်တပ်တန်းကနှစ်နှစ်ထက်ပိုမယ်လို့အသိပေးလာတာလည်းဖြစ်ပါတယ်အဲ့တော့စစ်မှုထမ်းပတ်စဉ်တသင်းတွေကလာမယ့်2026ခုနှစ်မှာမေလမှာစစ်မှုထမ်းတပ်တန်းတပ်တန်းနှစ်နှစ်ပြည့်မှာပါပင်လောင်းဘက်မှာတာဝန်ကြတဲ့စစ်မှုထမ်းအပတ်စဉ်တစ်စင်း ်တင်နန်းသားတချို့ကိုတော့တရင်မှုတွေကနိုင်ငံတော်ကအရေးပေါ်အခြေအနေကြီးညာထားလို့နှစ်နှစ်ပြည့်ရင်လည်းဆက်ပြီးတော့တာဝန်ထမ်းဆောင်ရနိုင်တယ်ဆိုတာဒီဒါဘာစည်းဝေးမှာအတည်ပေးတယ်လို့စစ်မှုထမ်းတင်နန်းအပတ်စဉ်တစင်းတပ်သားတအုပ်ရဲ့မိခင်ဖြစ်သူကပြောပါတယ်အော်တက်ထဲမှာကိုကြီးရသွေးဖြစ်တော့ဘွဲရနဲ့တက္ကသိုလ်ဝန်ထမ်းအောင်နေဆိုရင်စစ်မှုထမ်းနှစ်နှစ်ပြည့်ပြီးတာနဲ့ဘိုးတင်နန်းနဲ့အလုတ်တင်ဘိုးတင်နန်းနေတက်ခွင့်ပေးမယ် အလဲတန်းနဲ့အထက်တန်းအောင်တွေကိုတော့အချက်ကြီးပညာသည်တင်တန်းကျောင်းတွေကိုတက်ခွင့်ပေးမယ်တက်ချက်ကြီးစည်းရေးဖြစ်သွားလို့ရှိရင်နိုင်ငံသားမှာစစ်တပ်မှုတွေနဲ့လိုက်ပါတာဝန်ထမ်းဆောင်ရွက်ရမယ်ဆိုပြီးဒီတင်တန်းကျောင်းအုပ်ချုပ်သူတွေကမလုံးပေးပြီးတော့ပြောဆိုနေတာကိုတွေ့ရပါတယ်အဲရမတ်စစ်ချုပ်ကောင်စီကထုတ်ပြန်ထားတဲ့ဒီပြည်သူစစ်မှုထမ်းဤဥပဒေပုံမှန်49မှာတို့ရောတော့ပြည်သူစစ်မှုထမ်းလို့ခေါ်တာပေါ့ဒါကတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆိုရင်တော့အကြမ်းဖက်မတရား စစ်မှုထမ်းခိုင်းတယ်ဥပဒေပေါ့ပုံမှန်49မှာဘာပြောထားလဲဆိုနိုင်ငံတော်မှာကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေပေါ်ပေါက်ရင် အရေရောက်သူအလုံးကိုဖြစ်စေတချို့ကိုဖြစ်စေစစ်မှုပြည်သူစစ်မှုတန်းတာဝန်ထမ်းဆောင်သူအလုံးကိုဖြစ်စေအချုပ်ဖြစ်စေစစ်စည်းယုံခြင်း အမိန်ထုတ်ပြီးတော့စစ်မှုထမ်းခိုင်းမိဖြစ်ကြောင်းပြထားတာရှိပါတယ်ခင်ဗျာ ဒီစမူဒန်နေကတော့ရှေ့တန်းကိုပို့လဲပို့မလောက်ပါပို့မလောက်လို့ပြောရပါမယ်။ဘာကြောင့်လဲဆိုလို့ရှေ့တန်းမှာအတုံးယုံတည်ကြည်ကြတယ်တချို့ဆိုလဲပြည်သူဘက်ကိုမရရတဲ့နီးနဲ့လက်နက်ခဲရန်တွေယူဆောင်ပြီးတော့ထွက်ပြီးတင်းရှောင်ခိုလုံပူးပေါင်းကြတယ်။အဲ့တော့အ мян ဆုံးခိုလုံပူးပေါင်းကြဖို့လဲတိုက်တွန်းပါတယ်မဟုတ်ရင်တော့ရှေ့တန်းမှာပို့မလောက်ဖြစ်နေရတာပါမာလာ တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ AA PDF ပူပေါင်းတက်တွေဝင်ရောက်လာနေတဲ့အတွက်လေးမျက်နှာမျိုးနဲ့တွဲမှာရှိတဲ့ကျေးရွာတွေကအုတ်ချုပ်ရင်းမှုတွေတင်းရှောင်တာနဲ့စစ်တပ်စခန်းတွေထံမှာတွားရောက်ခိုးလုံနေတာကိုတွေ့ရပါတယ်အခုမှကြောက်ပါပြီဗျာဆိုပြီးတော့နော်ထပ်ပြေးတင်းဆောင်ပုံဆောင်နေရပါပြီအဲ့တော့ရာဝတီတိုင်းလင်းမျက်နှာမျိုးနဲ့အတွင်းကို AAPD ရပူပေါင်းတက်တွေထုတ်ပေါ်ဝင်ရောက်လာနေတဲ့အတွက်လင်းမျက်နှာမျိုးနဲ့အတွင်းမှာရှိတဲ့ကြေးရွာတွေကအုတ်ချုပ်ရေးမှုတွေတင်းဆောင်တာနဲ့ စစ်တပ်စခန်းတွေထံမှာတွားရောက်ပြီးတော့ခိုးလုံတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လင်းမြနာမြို့နယ်ပန်တော်ကြီးကျေးရွာဝရုံးကင်းကျေးရွာတောင်ကျေးရွာကအုပ်ချုပ်ရေးမှုတွေနဲ့ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကဟင်္ဒရာမြို့ပေါ်ကိုထပ်ပြေးတင်းရှောင်တွားတယ်လို့သိရပါတယ်။အခြားသောကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေကတော့စစ်တပ်ကတားဆီးထားတဲ့အတွက်ထပ်ပြေးတင်းရှောင်တာမပြုတ်ပေမဲ့စစ်တပ်အထိုင်စခန်းတွေမှာတွားရောက်အိတ်ဆက်နေထိုင်ကြတယ်လို့သိရပါတယ်။တောင်ရအုပ်ကြီးဇော်ဇော်မင်းနဲ့ ယာယီမှုဆဲယီမှုတွေအကုန်ဟင်္ဒရာမျိုးပေါ်ထွက်ပြေးကုန်ပါပြီဝရောကွင်းတိုက်ပွဲဖြစ်တော့ထွက်ပြေးကြတာဘန်တော်ကြီးနဲ့ဝရောကွင်းရွာကအုတ်ကြီးတွေလည်းအကုန်ပြေးကုန်ကြပြီအခြားရွာတွေမှာစစ်တပ်ကဝင်ပြီးတော့အထိုင်စခန်းတက်ဆွဲထားတော့အုတ်ကြီးတွေပြေးမရဘူးဥပမာဆိုရင်ငဝန်တရာအစင်းကရွှေတစ်စုရွာမှာဆိုရင်စစ်တပ်ကတက်ဆွဲထားတယ်အုတ်ကြီးတွေကစစ်တပ်အထိုင်စခန်းထဲမှာတွားနေကြတယ်အဲ့လိုပဲဒေါင်ကွေးနင်းချန်းခတ်တူစီစုံကျေးရွာတွေမှာလည်းအုတ်ကြီးတွေကစစ်တပ်ကိုထောက်ပံ့ကူညီပေးနေတယ် တုံးတော်ကញင်တိုင်းအဲ့ဒီဘာတွေကအုပ်ကြီးတွေလည်းတက်ကိုကူညီပေးနေတယ်လို့လေးမျက်နှာမြို့နယ်ကတော်လန်ရေးကင်းထောက်သတင်းရင်းမြစ်ကပြောပါတယ်လေးမျက်နှာမြို့နယ်ရွှေသစ်စုကျေးရွာကလက်နက်ကင်ကျေးရွာအုပ်ချုပ်ရေးမှူးဇော်နိုင်ကကျေးရွာနေပြည်သူတွေကိုအလှကြထမင်းနဲ့ဟင်းတွေအတင်းကျပ်ချခိုင်းပြီးတော့စစ်တပ်ထဲကိုပို့ခိုင်းနေတယ်လို့လည်းသိရပါတယ်အဲ့တော့စစ်တပ်ကလေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ကွင်းကြီးကျေးရွာအုပ်စုအောင်ဆန်းအောင်ဆန်းကွင်းကျေးရွာဇီးပင်ကွင်းကျေးရွာဝေကုန်းကျေးရွာအုပ်စုမှာရှိတဲ့ဝေကုန်းရွာ လဲခုံလေးရွာလဲခုံကြီးရွာဆက်ဆက်ရွရွာချင်းလေရွာနဲ့စမ်းကုန်းရွာတို့မှာလုံခြုံရေးတင်းကျပ်နေပြီးတော့ရခိုင်တိုင်းသားစစ်ပေးဆောင်တွေလူစိမ်းတွေကိုဖမ်းဆီးဆစ်သိမ်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်အဲ့တော့ ARD တိုင်းသားတွေအိမ်ပြန်မဲ့ ARD တိုင်းမှာအိမ်ပြန်မဲ့လှိုင်းလုံးတွေရိုက်ခတ်လာပါပြီ AA တက်တော်နဲ့အတူ PDF တွေဟာစီရဲအတွေ့အကြုံတွေယူလက်နက်ခဲယမ်းတွေတက်ဆင်ပြီးတော့ ARD တိုင်းထဲကိုအခုဆိုရင်ဝင်ရောက်စီးနှင်လာတာလေးမျက်နှာမြို့နယ်တဲကိုရောက်ရှိလာတဲ့အချိန်တွေမှာတော့ ုသတင်းနေရာတိုင်းစစ်ကောင်စီဘောမှအောက်ဆွဲအုပ်ကြီးတိုက်ကတော့ထွက်ပြေးတင်းချောင်ရတဲ့အခြေအနေဖြစ်လာပါပြီ။ဒါတော့အရာဝီတိုင်းတပ်မှရှိတဲ့တိရတဲ့သတင်းချုပ်ဖြစ်ပါတယ်။နောက်ထပ် သတင်းကတော့ရေစကြိုမြို့နယ်ဗလဘရွာကိုရလုံးကျွတ်ဆက်ရှုံးကောင်စီတပ်ကမိရှုဖျက်ဆီးလိုက်ပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ဗလဘရွာပြည်ဧပြီလ22ရက်နေ့မှာဆက်ရှုံးကောင်စီတပ်စီးနင်းတိုက်ခိုက်မှုကိုခံရပြီးတဲ့နောက်ရလုံးကျွတ် မိရှုဖြက်စီးခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်ဒီတိုက်ခိုက်မှုအတွင်းမှာတော့နေအိမ်200ဝန်းကျင်မိလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်နေအိမ်200ဆိုတာတတော်ကိုများပါတယ်ကြေးရွာကြီးရွာကြီးဖြစ်မဲ့အနေထားပါရည်ကြုံမျိုးခြေဆိုင်ခြေလင်းတရင်ခလာရ256ခလာရ25ခွန်ခလာရ258တရင်နေပြင်ပခုတ်ကူမျိုးခြေဆိုင်အမှတ်101ခြေမှန်ခြေမြန်တက်မှာကအရန်150ဝန်းကျင်နဲ့စစ်ကြောင်းထိုးခဲ့တာလို့ဒေသခံတို့ကပြောပါတယ် ကျွန်တော်တို့မိရှုခံရတဲ့အိမ်စင်းရင်ကိုကောက်နေတော့မယ်လောလောဆယ်ခံမှန်းထားတာကအင်ချီ200လောက်တော့ရှိမယ်ဆိုပြီးမိရှုခံရတဲ့အချိန်မျိုးပြောပြပါတယ်ဒါပြင်ဧပြီ23ရက်ညမှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့စင်မရဲရွာကအသက်68နှစ်အရွယ်ဒေါ်ဆန်းမြင့်ကြီးနဲ့အသက်43နှစ်အရွယ်ကိုညိုလင်းအောင်တို့တေဆုံးခဲ့တယ်လို့ရေစကြုံမြို့နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်ဒါနဲ့ပတ်သက်လို့အကြမ်းဖက်ဆက်ရှုံးကောင်စီဘက်ကတော့ဘာမှတုံ့ပြန်ပြောဆိုတာမရှိပါဘူးဒီစစ်ကြော ထိုးတိုက်ခိုက်မှုကြောင့်ကျူရွာစင်ကျိုးရွာရွာတစ်ညောင်မင်းကျော်ထင်ကုန်းမထီးရွာအင်းမငမရလေးရွာလေးရပြည့်ရွာစင်မရဲရွာနဲ့ဒီငားပေရွာတွေကအရသာ6000ဝန်းကျင်လောက်အိုးအိမ်တွေဆုံးခွာပြီးတော့ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်အကြံပတ်စစ်ရှုံးကောင်စီတပ်ကတော့အခုထိလူသက်မီးရှို့ဖျက်ဆီးမှုတွေကို အားမရနိုင်သေးဘူးလားတကယ်ကိုပြည်သူကိုဒုက္ခပေးရတာအားမရနိုင်သေးဘူးလားလို့မိကုံးထုတ်ရမလို့ဖြစ်နေပါပြီ။ နည်းနည်းရဲ့မှာလေချောင်းနဲ့ကျဲတယ်အိမ်နေဆိုရင်လည်းဖြက်စီးမီးရှို့ဒီလောက်ရွက်တွေဟာကျွန်တော်တို့အနည်းနည်းရဲ့ရဲ့မှာနေ့စဉ်နဲ့မြသတင်းတွေထဲမှာပြည်သူတွေတွေ့ကြုံခန်းစားနေရတာကိုမြင်တွေ့ရပါတယ်။နောက်ထပ်သတင်းကောင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။မင်းမှုမြို့နယ်ပြည်သူစစ်ကောင်းဆောင်ကိုဖမ်းဆီးရမှာခုခံတဲ့အတွက်ပြစ်ခတ်ခံရတယ်လို့ပုတ်ပါတဲ့ PGF ကပြောပါတယ်။ မန္တလေးတိုင်းညောင်ခရိုင်ကြောက်ပရောင်းမြို့နယ်လမ်းမိုင်းတနေရာမှာမင်းဘူးမြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်ကိုဖမ်းဆီးရမှာပြန်လည်ခုခံတဲ့အတွက်ပြစ်ခတ်ခဲ့ရကြောင်းဒီပုပ်ပါ Gorilla Foot PGF တပ်ဖွဲ့ကဧပြီလ25ရက်နေ့ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်အဲ့တော့မကွေးတိုင်းမင်းဘူးမြို့နယ်ခလာရ88တရင်လက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင်ထေးနိုင်တဲ့အမျိုးသမီးတဦးတို့ကားနဲ့လာကြောင်းဧပြီ22ရက်ကသတင်းရတဲ့အတွက်စောင့်ယူပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ထေးနိုင်တဲ့အမျိုးသမီးတို့ကတော့ခုခံထွက်ပြေးဖို့ကြိုးစားတဲ့အတွက် နေရာမှာပဲပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့အတည်ပြုထားပါတယ်။ထေးနိုင်ကခလာရ88မှာပတ္တဆပိတုစေပေါ့နော်။တင်နန်းစင်အပတ်စဉ်တည့်ရဲ့ခေါင်းဆောင်။ဒိုက်ပွဲတွေမှာလည်းပါခဲ့ဘူးတယ်။ပြီးတော့မြို့ဝင်မြို့ထက်တွေမှာလည်းစစ်စင်းနေတဲ့သူတယောက်။ကျောက်ပရောင်လမ်းပိုင်းကိုလူမှုရေးကိစ္စနဲ့စကားဗိုလ်မှူးကခိုင်းလို့သူလာတယ်။အဲ့လိုတော့မြင်တယ်လို့ BGF တာဝန်ရှိသူကပြောပါတယ်။တိုက်ခိုက်မှုအတွင်းမှာသူတို့မောင်းနေလာတဲ့ဆက်ရှုံးကောင်စီရဲ့ဗိုလ်မှူးမင်းဝေရဲ့ကာတတိနဲ့အတူကာပိုင်ကြီး 86တောင်ကြီပေါက်တစ်ပေါက်ဘုံဒီတစ်လုံးအိုင်ကွန်တစ်လုံးဓာတ်တစ်ချောင်းဖုံးလေးလုံးနဲ့ဝန်ထမ်းကပ်ဘတ်တိနဲ့ဆက်သက်ပစ္စည်းတွေကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်။ထိနေတဲ့မြို့သမီးတွေခုခံမှုကြောင့်ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း PGF တပ်ဖွဲ့ကပြောပါတယ်။အခုနေ့မက်ရှလာ၁၀ရက်ကလည်းကျောက်ပရောင်းမြို့နယ်တရတော်ကြီးပါကပြူကောင်းတောင်ကျော်ဆန်းဝင်းခေါ်ငချွန်ငချုံကလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မစီရုံနာတွေခြေရွာလက်စစ်ရံမုံကိုတွေကိုအတင်းအဓမ္မကောက်ခံသိမ်းယူတာတွေတော်လိုင်းသမားတွေနဲ့ဆက်ဆက်သူတွေကိုသတင်းပေးတိုင်ကြားဖမ်းဆီးခိုင်းတာတွေ ပြုတ်လုခဲ့တဲ့ခိုင်လုံတဲ့သတင်းကြောင့်ဖမ်းဆီးခဲ့ကြောင်း PGF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာအော်ဒီနေ့နေ့လေကင်းရဲ့နောက်ဆုံးသတင်းတပုတ်ကိုပြောပြချင်ပါတယ်ဒါကတော့ကျွန်တော်တို့စင်မကောင်းဝမ်းနေစရာသတင်းလေးပါငလင်ကြောင့်ပြိုကျခဲ့တဲ့မူဂျိုချောင်းကခလေးပစ္စည်းတွေပြန်တွေ့ပါပြီဒါကိုမိသားစုတွေထံကိုပြန်ပေးနေပါတယ်ဟောသခိုင်းတိုင်းသခိုင်းမြို့တကောင်းရက်ကွက်မှာမက်လ28ရက်နေ့ငလင်ကြောင့်ပြိုကျခဲ့တဲ့ ဒီ bracket မူဂျူကဒီပုဂ္ဂလိကမူဂျူចောင်းပါဘောเนาะအဆောင်ကိုနက်လက်လူမှုကူညီကယ်ဆယ်ရေးအသင်းကဒီနေ့မှာကူညီရှင်းလင်းခဲ့ရမှာတည်ဆုံသွားခဲ့တဲ့ကလေးတွေရဲ့ကျောပိုးအိတ်တွေနဲ့သုံးဆောင်တွေကိုပြန်လည်တွေ့ရှိခဲ့ပါတယ်ဒီမူဂျူចောင်းမှာကလေး20လောက်တက်ရောက်ခဲ့တာဖြစ်ပြီး matchlan 28ရက်နေ့ငလင်ကြောင်းအဆောင်ကိုပြိုကျရမှာကလေး9ဦးနဲ့ဆရာမတအုပ်တည်ဆုံခဲ့ပါတယ်မူဂျူចောင်းရှင်းလင်းရကနေတွေ့ရှိတဲ့တည်ဆုံသွားတဲ့ကလေးတွေရဲ့ပစ္စည်းအလုံးကိုမိဘရေထံကိုပြန်လည်အနှံခဲ့ပါတယ် bracket မူဂျိုချောင်းကိုကျွန်တော်တို့ဝင်တော့ဆုံးမသွားတဲ့ခလေးမိဘတွေရောက်လာကြတယ်။ဘာလို့လာလဲပြန်ပါလို့ပြောတော့ခလေးလွယ်အိတ်လေးလိုချင်လို့တဲ့လေကျွန်တော်ရအောင်ယူပေးပါမယ်။အိမ်မဲပြန်နှားရပါပြောလိုက်ရတယ်။ကျွန်တော်လည်းအဲ့လောက်စိတ်မမာနိုင်ဘူး။ရက်ကြီးနေတဲ့သူတွေတိုင်းမျက်ရည်စားတွေနဲ့နေ့တနေ့ပဲလို့နတ်လက်လူမှုကူညီကြသေးတဲ့ကကိုဆိုင်တီဟာနိုင်ကသူ့ရဲ့လူမှုကွေရမှာရေးသားထားပါတယ်။သခိုင်းမြို့မှာမန်ချက်စတာ20ရှစ်နှစ်ကလင်းကြောက်အသက်အုံ80ရာခိုင်နှုန်းထက်မနည်း ပြောကြပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ claim ပြီးပါတယ်တော့ယူကျုံမရဝမ်းနေရတဲ့တကယ်စိတ်မကောင်းစရာတဘာဝပေးစိုးအန္တရာယ်ဆိုးကြီးပါဒီကာလမှာတကယ်ကိုမြန်မာနိုင်ငံသားတွေဆွဆွဝါးဝါးနဲ့ခံရတဲ့တကယ်ကြီးမားတဲ့ငလျင်ကြီးမားတဲ့ဘေးဒုက္ခကြီးဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီကနေ့နေ့လည်ခင်းမှာဧပြီလ25ရက်နေ့နေ့လည်ခင်းထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကလက်လမ်းမြေသမ ्या စူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့သတင်းတွေကတော့တကယ်ဒီနေ့မှာသတင်းကောင်းမင်္ဂလာရှိတဲ့သတင်းတွေပါဆရာကြီးဒေါက်တာဇော်ဝေဆိုးပြည်တွင်းမှာပြည်သူတွေနဲ့အတူတူရှိလာပြီးပြည်ပနိုင်ငံကိုပြန်လည်မထွက်ခွာတော့ဘူးတော်လန်ရေးမှာပြည်သူအတန်ပြည်သူခံစားမှု ပြည်သူလူမှုဒုက္ခတွေကိုအတူတူထမ်းပိုးဆောင်ရွက်မယ်ဆိုတဲ့အကြောင်းအရာနဲ့တင်ကျွန်တော်ဒီကနေ့နေ့လည်ခင်းရဲ့ တရင်တွေကတော့မင်္ဂလာပြည့်ဝတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့တခြား energy မှာရှိတဲ့ဝင်ကြီးတွေကိုလည်းပြည်သူလူထုကမျှော်လင့်နေမှာပါစီရေးအရာဥဆောင်တဲ့သူတွေတခြားလူမှုကိစ္စအဝဝပြည်သူတွေရဲ့စီမံခန့်ခွဲမှုတွေကိုဥဆောင်နေတဲ့သူတွေကလူမှန်နေရာမှန်တဲ့အခြေအနေအမှန်လောက်ရဲ့အမှန်တွေနဲ့ရှိဖို့လိုအပ်ပါတယ်ဒါမှသာကျွန်တော်တို့မျှော်လင့်တောင်းတနေတဲ့ Federal Democracy နိုင်ငံတော်တည်တည်ဆောက်ရမှာ အခြေခံပါလိမ့်မယ်မဟုတ်ရင်တော့အဝေးကနေအဝေးတနေရာကနေမြေပြင်မှာစီမံနေတဲ့ကိစ္စတွေကယာနှုံးပြစ်အောင်မြင်နိုင်ဖို့ခက်ပါတယ်ယာနှုံးပြစ်နားလည်နိုင်ဖို့ခက်ပါတယ်ပြဿနာရက်တွေကိုဖြေရှင်းနိုင်ဖို့မလွယ်ပါဘူးဒါကြောင့်မလို့ဇာတိဒေါက်တာဇော်ဝေဆိုးကိုအတူယူရင်းတခြားအန်ဂျီယာဝန်ကြီးခေါင်းဆောင်ပိုင်းတွေမြေပြင်မှာရှိနေတဲ့သူတွေကိုအတူယူရင်းတခြားသူတွေလည်းပြည်သူလူထုရဲ့ဒုက္ခကိုပြည်သူလူထုနဲ့အတူလာရောက်တည်ဆောင်ထမ်းပိုးရင်းနဲ့ဆောင်ရွက်နိုင်ရင်တော့ ဒါဟာကျွန်တော်တို့အတွက်အကောင်းဆုံးရလဒ်တွေဖြစ်လာမယ်ဆိုတော့ယုံကြည်ပါတယ်တိုက်လဲတိုက်တွန်းပါတယ်အားလဲအားပေးပါတယ်ဆရာကြီးဒေါက်တာဇော်ဝေဆိုးကိုလည်းထက်ဆင့်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြီသူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကစုမကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့နောက်ရက်ဒီမှာညခင်းဒီမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe နှိပ်ခဲပေးဖို့လည်း အထူးမြစ်တမ်းရက်ခံပါတယ်ခင်ဗျာ